Hello ဘာလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ် Leicester ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်ကကစားသမားတွေရဲ့ Swan Song တွေအကြောင်းကျွန်တော်ပြောကြည့်အောင်ပါပထမဆုံးအနေနဲ့တော့ဂူသမားဦးနန္ဒာပေါ့ဦးနန္ဒာအနေနဲ့ဒီပွဲမတိုင်ခင်မှာသူ့အနေနဲ့ဒီပွဲကိုဝင်ကစားနိုင်စွမ်းမရှိဘူးတို့လူငယ်ဂူသမားလေးဖြစ်သူပွဲထွက်လာမယ်တို့เนาะပြီးလို့ရှိရင်ကျွန်တော်တို့ကတရင်နေမျိုးစုံထွက်ခဲ့တာတကယ်တကယ်လေကျွန်တော်တို့အနေနဲ့ဒါဝင်ကစားရော အုန်နာနေနေပါတခုတကယ်ကောင်းတဲ့အလုံးကြီးကန်ကြက်တီကိုသူကောင်းကောင်းကာကွယ်နိုင်ခဲ့တယ်ဘောနော်လက်စတာဘက်ကလုံးကြီးကိုဂျီမီဘာရီရဲ့ကန်ကြက်တီတို့ဘာလို့ဆိုလို့ရှင်အုန်နာတကယ်ကောင်းကောင်းကာကွယ်နိုင်ခဲ့တာဆိုတော့ဂိုးပေါက်တဲမှု၃ချိန်ကျွန်တော်ရှိတယ်ဗျလက်စတာဘက်ကကိုရီဘက်ကိုကျွန်တော်ကန်တာနောက်အုန်နာအသေးအံကာကွယ်လေးရတာကျွန်တော်နှလုံးလောက်ထိကျွန်တော်ရှိတယ်ဒါကြောင့်အန်ဒရယ်အုန်နာနေနဲ့ဒီနေ့ပွဲစဉ်မှာ rain နဲ့ကျွန်တော်60ကျွန်တော်ပေးထားတယ် average ကတော့ rain နဲ့4ပေါ့နော် အန်ဒရီဦးနနာဒီနေ့ပွဲစဉ်နောက်တော့ဂူသမားနေရာမှာတော်တော်အချင်းကြီးကောင်းခဲ့တယ်ပေါ့နော်။ဘာအမှားမှန်လဲသူလုတ်ခဲ့တာတွေကျွန်တော်မရှိဘူး။ဆိုတော့ Eden Heaven Heaven ကိုကြည့်လဲကျွန်တော် rename ကျွန်တော်60ပြထားတယ်။ကံမကောင်းစွာနဲ့ပဲပြူမိနစ်90အပြည့်တော့ကစားခွင့်မရခဲ့ဘူး။ဒါပေမဲ့လို့သူဒီနေ့ပွဲပြင်ကစားသွားတဲ့အနေထားမှာပထမပိုင်းမှာသူတော်တော်ကောင်းတာ။ ပထမပိုင်းမှာသူကစားတာတတူကောင်းတာဗောနော်ဒီ tagage ဒီမှာပဲကျွန်တော်ကြည့်ကြည့်အမြင်ဘောဒီမှာပဲကျွန်တော်ကြည့်ကြည့်တယောက်ချင်းဒီမှာပဲကျွန်တော်ကြည့်ကြည့်ဘာမှန်ကိုထူးထူးခြားခြားကြီးကျွန်တော်ပြောစရာမလိုဘူးဗျာလိုအပ်ချက်တွေလည်းကျွန်တော်အများကြီးမရှိခဲ့ဘူးနော် recovery လေးပါလေးဆိုလို့ရှိရင်လည်းကျွန်တော်ကောင်းနေဘောလုံးပြီးတာတွေ position ဆော့တာတွေတတော်လေးကိုကျွန်တော်ကောင်းနေတယ်မှာပါတယ်ဒဏ်ရာပြေသနာကြုံသွားရတာတော့သူ့အတွက်ကံမကောင်းလို့ပဲပြောရမှာပေါ့ဗျာဆိုတော့ Lindy Love Lindy Love ကိုတော့ကျွန်တော်ရင်းနေမဲ့ကျွန်တော်၄ ठी ပဲပြီးထားတယ်တာမန်ပါပဲတူးသဖြင့် ဟိုအမားတွေဘာတွေအများကြီးမကျူးလွန်ခဲ့ဘူးဆိုပေမဲ့လင်းဒီလို့ရဲ့အာနေချက်တွေကြောင့်တိုင်ပက်ရလို့ညီပါဖြစ်သွားတဲ့အခိုက်အတန့်တွေကျွန်တော်ရှိတယ်။ဒါတွေကိုတချို့ကစားမားတွေအသင်းပေါ်တွေသူပြန်ကယ်လို့ကျွန်တော်ဘာမှမဖြစ်ခဲ့တာဗောနော်။လင်းဒီလို့အနေနဲ့အမြင်ပေါ်တွေလည်းသူရှင်းပြီးတော့နော်ခေါင်းတိုက်နေဆိုရင်သူမရှိဘူး။ physical ဘိုင်းရလဲသူတော်တော်လေးအားနေတဲ့တယ်မှာကျွန်တော်တို့ပါတယ်တော်တော်လေးကိုအခြေအနေမကောင်းပါဘူးဒါကြောင့်ပါနော်လင်းနီလော့အနေနဲ့ဒီနေ့ပွဲစဉ်ကအဲကျွန်တော် rename ကျွန်တော် 40th တာမန်ချီသွဲမဲ့ကျွန်တော်ပေးထားတယ်နောက်တစ်ရက်ကတော့ delete ပါ ဒီလေးကတော့ကျွန်တော်ဒီနေ့ပွဲတင်မှာ range နဲ့ကျွန်တော်70ထိပေးထားတယ်ဒီလေးအနေနဲ့တတော်ကိုကောင်းတဲ့ performance ပြခဲ့တဲ့ပွဲပါပထမပိုင်းမှာ तू အဲ့လောက်ထိထင်ပေါ်မှုမရှိဘူးဆိုပေမဲ့ဒုတိယပိုင်းမှာတော့တတော်ကြီး तू ကောင်းလာတာเนาะဒါ goal ပေးရလို့ညီပါလုံးနေတော့မှ तू block သွားတဲ့အလုံးနေအပြင်เนาะကျွန်တော်ဒီ ground tackles တွေကိုအမြင်ပေါ်ရှင်းထုတ်တာတွေကိုเนาะကျွန်တော်အများကြီးကျွန်တော်အချိန်ကြီးကောင်းတယ်ဒီလေးစီကနေပြီးတော့အမားတွေဘာတွေလဲကျွန်တော်တို့ဘာမှသိမတွေ့ရဘူးပေါ့နော်။ဒါကြောင့်ဒီလေးကိုတော့ကျွန်တော် rating နဲ့ကျွန်တော်70ဒီနေ့ပွဲစဉ်မှာပေးထားတယ်။ မာဇဒာဝီရင်းနမဲ့ကျွန်တော်4 ठी ပဲပေးတာ ਨੇ တာမန်ပါပဲဆိုတော့မာဇဒာဝီတွက်ကမလွယ်ပါဘူးကစားရတာအထူးသဖြင့်သူဟာအမွတ်စလင်ပလေးယာတယောက်ဖြစ်ရတဲ့သူ first team လုပ်နေရတဲ့ကာလလေသူဖြစ်တယ်အသင်းရဲ့ပွဲစဉ်တိုင်းနှီးပါလေလို့မိနစ်60အပြည့်ဒီကစားပေးရတဲ့ကစားမတယောက်လည်းဖြစ်တယ်ဆိုတော့အစားရည်တိတိမလားဒီတိုင်းအများကြီးစားရတဲ့ပလေးယာတယောက်မဟုတ်တဲ့အတွက်ဗျာဒီ first team လုပ်နေတဲ့ပလေးယာတယောက်မဟုတ်တဲ့အတွက်ဒီလောက်ထိမိနစ်တွေအများကြီးကစားနေရတာကတော်တော်ကိုမလွယ်တာပါပြည်ထနာကကျွန်တော်တို့မှလည်း လူမရှိဘူးဆိုတဲ့အခါကျတော့သူ့ကိုပဲကျွန်တော်တို့အနေနဲ့အမှန်ကန်သုံးနေရတယ်ဒီကြားထဲကမှမာစတာဝီနေနဲ့နည်းနည်းတိုင်ပတ်တာရှိပြီမယ်လို့ဒီပွဲကတော့သူမှားခဲ့တာတွေအများကြီးမရှိပြီတော့တာဝန်ကြီးခဲ့တယ်လို့ပဲကျွန်တော်တို့ဆိုလိုရမှာပေါ့နော်ကျွန်တော် random ပဲကျွန်တော် 40T ပဲကျွန်တော်ပေးတာပါတယ်တာမန်ပဲပေါ့ဗျာ Bruno Fernandez ပေါ့ Fernandez ကိုတော့ random ပဲကျွန်တော်ဒီနေ့ပွဲစဉ်မှာ 9T ကျွန်တော်ပေးထားတယ်နှစ်ကိုးနှစ်ကိုးဖန်တီးခဲ့တဲ့တကူးသွင်းခဲ့တဲ့သွင်းသွားတဲ့တကူးကလည်းတော်တော်ကောင်းတဲ့ quality ပါ ီကိုဒါလော့စီကလာတာပေါ့နော်တတော်ကူကောင်းတဲ့ quality ကန်ချက်ပါအေရီယာထိတ်ကနေကျွန်တော်ကန်သွားတာနော်ဒါအပြင်သူကရှေ့မှာ Resman Highland လို့ကာနာချူရူရဲ့နှလုံးကိုလည်းသူဖန်တီးပေးခဲ့တယ်ပေါ့နော်ဆိုတော့ဒါ၃ကိုစလုံးသူနဲ့ပါဝင်ပတ်သက်မှုကျွန်တော်ရှိတယ်ပေါ့ဗျာဒါကြောင့်ဒီနေ့ပွဲကတော်တော်လေးကို Fernandez ရဲ့နောက်ထပ်ကောင်းတဲ့ performance ကိုကျွန်တော်ထပ်တွေ့ရတာပဲ Ugarte Rene ကျွန်တော်၄ ठी ပဲပေးထားပါတယ် Ugarte အနေနဲ့ midfield မှာဆိုလို့ရှိရင် လို့ပြောမလဲဒီအခြေအနေမကောင်းပါဘူးမကောင်းပါဘူးဆိုတာသူပြန်ပြီးတော့ injury ပြဿနာတွေကနေတက်တာလာလို့ကစားတဲ့အချိန်မှာ deep zone နဲ့မှာဘောလုံးလက်ခံမှုတွေဘာတွေတွားတာသူဘလို့မှ develop ပြဖို့မှာဆိုလို့ရှိရင်မကစားနိုင်ဘူးပေါ့နော်နောက်ဥကာတီကိုတော့လူသားလေးလေးလဲလဲရတဲ့အခိုက်အတန့်တွေကျွန်တော်ရှိတယ်ကျွန်တော်တော့တာမန်ခြေသွမ်းမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ယောက်ကဒီကိုဒါတော့ပါ ဖန်တီးမှုတလုံးယူနိုင်ခဲ့တယ်ပေါ့ဗျာဖာနန်ဒက်ဆဲကန်ကျဲကနေဒီစင်เนาะအဲ့မှာလည်းသူတော်တော်ကောင်းနေတယောက်ချင်းကြော်ဖြတ်မှုကနေဒီစင်ရလာဆိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်တော့ဒီကောင်ကို random ကျွန်တော်60ကျွန်တော်ပေးလိုက်မယ်เนาะ60ကျွန်တော်ပေးလိုက်မယ်အဲပထမပိုင်းမှာသူတော်တော်တိုင်ပက်ခဲ့လို့ဗျာသိလားဒါလို့ပထမပိုင်းမှာသူတော်တော်တိုင်ပက်ခဲ့လို့နော်ဆိုတော့ဟိုမဟုတ်လို့ရှိရင်တော့အချင်းကြီးကောင်းတယ်ပြီးဒုတိယမှာသူ့ဟာနဲ့သူတော့အဆင်ပြေသွားတာပဲနော်ဂါနာအချိုကိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာ rain နဲ့ကျွန်တော်70ပေးထားပါတယ်ဒီကောင်လေးက အဲဒုစီမှာဘောလုံးရလာတိုင်းမှာ Leicester City နောက်တန်းကိုဒုက္ခပေးနိုင်စွမ်းရှိတယ်လို့ပြောရမယ်။အချီနေရကျွန်တော်နေကာနာချူကိုလဲပြီးတော့ကျွန်တော်ဒါအနာပေးလိုက်တယ်။ဒူဒီနေပွဲတင်မှာ2ဂိုးရတယ်ဗောနော်တကူကတော့ဒါလူကျုံဆိုတဲ့အခါကျတော့မရခဲ့ဘူးပေါ့ဗျာ။ဒါပေမဲ့လည်းအဲ့လုံးဆိုလို့ရှင်လည်းပဲဒါကာနာချူနဲ့ Resmond Whiteland ရဲ့အတွေ့အဖက်တွေကနေရလာတာ။ကာနာချူနဲ့ဟိုဒုတိယလုံးလည်းသူဂိုးသွင်းသွားတယ်ဗောနော်။သူ့အတွက်ဒါဂိုးလိုနေတာပါ။ဖန်တီးမှုတွေဘလောက်ပဲကောင်းပါတယ်ပြောပြောသူကိုယ်တိုင်ဂိုးလိုချင်ခဲ့တဲ့အနေထားမှာသူလိုချင်တဲ့ဂိုးကိုကျွန်တော်ရခဲ့တယ်။ ရင်းနဲ့ပဲကျွန်တော်ဒါဒီမှာ70ကျွန်တော်ပေးထားပါတယ်ကနာချိုးကိုနောက်တစ်ယောက်က Ericsson မှာကျွန်တော်ရင်းနဲ့ပဲကျွန်တော်၄ကြီးပဲပေးထားတယ် Ericsson ကတော့ဗျာဘယ်လိုပြောမလဲဟိုသူ့ရဲ့ဗောနော်ကျမရဲ့အချင်းကြီး physical ဘိုင်းအချင်းကြီးဘာညာနဲ့ဆိုတော့လေဟိုအချင်းကြီးတော့အရင်လိုမျော်လင်းလို့မရတော့ဘူးဗောနော် Ericsson တို့ဘာလို့ကမရှိတော့တုံးရတဲ့အချင်းကြီးမျိုးကြီးကျွန်တော်ဖြစ်သွားပြီတကယ်တကယ်အချင်းကြီးကောင်းပါတယ်ဆိုတဲ့အနေထားမျိုးကြီးကျွန်တော်မဟုတ်တော့ဘူးအာကူလို့ရတယ်ဆိုတဲ့အနေထားမျိုးကြီးကျွန်တော်မဟုတ်တော့ဘူးဗောနော်ဒါတော့မှသူတော်တော်ကောင်းနေကံကြဲကနေပြီးကိုးရဖို့သူနှိစက်ခဲ့သေးတာ နော်ဘလုံးမန်ကိုသူမလှမ်းပုတ်လို့မရတော့ဘူးပြည်တည်လားသူလည်းအဲ့ဒါအတကုံပဲဒါမှမဟုတ်ဘားနဲ့မှမီကျွန်တော်ပြန်ထွက်လာနှောင်းမြင်းနေမြင်းနေမဟုတ်ကျွန်တော်ကောင်းတယ်ကျွန်တော်တာမန်တာမန်မဲ့ကျွန်တော်ပြီးထားပါတယ်သူနော်ဆိုတော့ရင်းနေမဲ့ကျွန်တော်လေးဒီပြီးထားတယ်ရက်စမန်ဝှိုက်လန့်ပေါ့နော်ဝှိုက်လန့်ကိုကျွန်တော်ကျွန်တော်ရင်းနေမဲ့ကျွန်တော်ဒီနေ့ပွဲစဉ်မှာအဲ70ကျွန်တော်ပြီးထားတယ်ကျွန်တော်ကာနာချူလိုပဲကျွန်တော်70ပြီးထားတယ်လိုအပ်နေတဲ့ဂိုးကိုသူယူနိုင်ခဲ့တယ်ဒါအပြင်ဒါကာနာချူနဲ့အခြေဆက်တွေပဲဖြစ်ဖြစ်အရစ်ဆင်တွေနဲ့အခြေဆက်တွေပဲဖြစ်ဖြစ် ဒီနေ့ပွဲစဉ်မှာသူအမြင်ပေါ်တွေတောင်မှတချို့အလုံးတွေသူရအောင်ထိမ့်ပြီးတော့စကန်ဘောထောက်မဲ့ကစားမစီကိုသူရအောင်ပေးနိုင်တယ်။အမြင်ပေါ်တွေကိုသူလုပြီးတော့မော်နော့ကွင်းလေကကစားမိုက်နဲ့ပြန်ချိတ်ဆက်နိုင်တယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေကတည်းကအဆင်ပြေတယ်ဗျာ။ဒါကြောင့်ကျွန်တော်7နိကျွန်တော်ပေးထားတယ်ဗောနော်။အဲအရန်ကိုမှာဆိုလို့ကျွန်တော်ဂျိုဂျူဝါ60ဝင်လာတယ်။60ကတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ဒီဒုတိယပိုင်းမှာဝင်လာတယ်ဆိုတော့မဆိုးလို့တော့ကျွန်တော်ထင်တယ်ဗောနော်။သူသူသူအချင်းကြီးကအဲတုံးတဲ့နာမည်60ကဖြည်းဖြည်းချင်းနဲ့ပြန်ကောင်းလာပြီဗျာ။ ပြန်ကောင်းလာပြီးတော့ရှေ့ပွဲဒီမှာမိနစ်တွေအပြည့်အပြည့်ကစားခဲ့ရတာဆိုတော့အပြောင်းလဲဖြစ်နေတဲ့ပုံစံမျိုးနဲ့နီးပြားကအပြောင်းလဲလုပ်ခဲ့တာနော်နီးပြကပြောင်းလဲလုပ်ကြတာဒီနေ့ပွဲကတော့အချိန်ကြီးကောင်းသွားတယ်ဒါပေမဲ့လူသူကတာမန်ပါပဲနော်ဒုတိယပဲဝင်လာပြီးတော့နော်ဆိုတော့အဆင်ပြေသွားတယ်ဗျနော်ကက်စမဲရိုလည်းတာမန်ပဲလို့ကျွန်တော်ထင်တယ်ရေနမဲကျွန်တော်ဒီအဲ5ပဲကျွန်တော်ပေးထားတယ်ဗျနော်ကက်စမဲရိုဒုတိယပြန်မှာဝင်လာရတယ်60လည်းဒုတိယပြန်မှာဝင်လာရတယ်ကျွန်တော်ရေနမဲကျွန်တော်5 ठी ပဲပေးထားတယ်ဆိုတော့ဟယ်ရီယာမက်ကျွန်တော်ရေနမဲကျွန်တော်4 ठी ပေးထားတယ် အဲအသင်းမှာဘလို့မှအချိန်ဒီမှာကောင်းတော့တဲ့ကစားမားတွေကိုအပြောင်းလဲလုပ်တဲ့နေရာမှာလူငယ်လေးတွေပဲကျွန်တော်ဝင်နေရပါပြီနော်အဲချီရိုအိုဘီကတော့ပွဲကစားဖို့အတွက်မိနစ်အများကြီးမလုံလောက်ခဲ့ဘူးနော်ထိုဘီကောလီယာလည်းပဲဒီနေ့ပွဲစဉ်မှာကစားသွားတာတော်တော်လေးအဆင်ပြေတယ်ပေါ့နော်သူဝင်းဘက်စ်မှာဝင်ပြီးတော့ကစားရတာသူကနေသူတော့အချိန်ဒီကောင်းသွားပါတယ်ဘာအမှားမှန်ကျူးလွန်သွားခဲ့ခြင်းမရှိဘူးသူနဲ့ဘာမှမဆိုင်တဲ့နေရာဝင်ကစားရတယ် ကျွန်တော် range မှာကျွန်တော် 5T ကျွန်တော်တိုးခေါ်လျာကိုကျွန်တော်ပေးထားပါတယ်เนาะဆိုတော့ဒါကတော့လက်ရှိမှာဆိုလို့ရှင်ဒါ Manchester United ကစားမတွေရဲ့ Leicester City နဲ့ပွဲစဉ်က player rating ပေါ့ဗျာဆိုတော့ခြုံကြည့်ရမယ်ဆိုလို့ရှင် Highland ကိုဂူးပြန်ရတယ် Garnacho ကိုဂူးပြန်ရတယ် Fernandez ကတော့နောက်ထပ် performance count တစ်ခုကိုထပ်ပြီးတော့ပြနိုင်လို့မယ် United လိုမျိုးတိုင်ပတ်နေပါတယ်ဆိုတော့အသင်းမျိုးမှာ week in week out ဆိုလို့ performance count ကြီးပြနိုင်မယ် player လိုအပ်ပါတယ်အဲ့လိုနေတဲ့မျိုးမှာကျွန်တော် Bruno Fernandez ကလှုပ်ပြနေတာပေါ့เนาะ ဒါအတင်အတွက်တော့အများကြီးအချိန်ကြီးကောင်းပါတယ်တကယ်လည်းပဲဂျီနက်ဆရာကစားမလို့ကျွန်တော်ပြောရမှာပေါ့ဗျ performance ပိုင်းရနိုင်ငံလက်ရွေးစင်တွေသူသွားကစားမယ်သူနားမှာမဟုတ်ဘူးသိလားပေါ်တူဂီမှာလည်းလေဆိုတော့ဟိုဂျားထဲမှာတော့ကျွန်တော်အမှန်တည်းပြောသူ့ကိုအနာရစီချင်တာတိုင်မဲ့အနာရလိမ့်မယ်လို့ကျွန်တော်မြင်ဘူးဆိုတော့ဘောနော်ဒါဒါက lesson နဲ့ပွဲစဉ်ကဒါ rating ပေါ့ဗျညီကတို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများတင်ပါတယ်